ကိုင်းမြို့ပေါ်မှာမလင်းအတန်းသိမ့်ပြည်သူအချို့ဟာဒီကနေ့အထိအကူအညီတွေမရရှိသေးပဲအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။အင်းအပြင်စကိုင်းငလင်လှုပ်ခတ်ပြီးနှစ်လကျော်ကြာလာတဲ့အထိစကိုင်းမြို့ပေါ်ကရက်ွက်တချို့ကငလင်ဘေးသိမ့်ပြည်သူတချို့ကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကကိုကြီးထောက်ပံ့မှုတွေမပေးတာကြောင့်ငလင်းဘေးသိမ့်ပြည်သူတို့အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါဗျ။ စကိုင်းမျိုးကငလျင်သိမ့်ပြည်သူတွေဟာယာယီသေးတွေနဲ့နေထိုင်နေကြသေးတယ်လို့ငလျင်ကိုပစ္စည်းတွေနဲ့စားတော့ရေကအစားအလူရှင်တွေကိုအောက်ကိုနေရဆဲဖြစ်ပေမယ့်အလူရှင်တွေလာရောက်လူဒန်ပေးခဲ့တဲ့ပစ္စည်းတွေကိုတော့သက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေက အင်္ဂါနေထိုင်သူတွေကိုခြံလက်ပြီးထောက်ပံ့ပေးနေတာကြောင့်အခက်အခဲဖြစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ဆဆဖြစ်ချင်းတော့ကားရီနဲ့လမ်းတွေထဲမှာအလူရှင်တွေဝေတာတော့ရတယ်။ ။နောက်ပိုင်းရက်ွက်လူကြီးတွေကအိမ်အောင်စုဇင်းတွေကောက်ပြီးလှူတဲ့သူရှိရင်အဲ့ဒီဇင်းအတိုင်းခေါ်ပေးတာအမားတို့ကြောင့်အိမ်ကားနေတဲ့သူမို့ဇင်းလဲတင်မရသလိုဘာတစ်ခုမှပေးရရမရှိဘူး။သူတို့နဲ့နိစ္စတာတွေတော့ရတာပေါ့လို့စကိုင်းမြို့ကအသက်30ဝန်းကျင် အမျိုးသမီးတအူးက CJ platform ကိုပြောပါရတယ်။ဒါပြင် စကိုင်းမြို့ဒေသခံမဟုတ်တဲ့ ိမ်ကနေထိုင်သူတချို့မှလည်းငလျင်တန်းကြောင့်ဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့မြေတိထောက်ပံ့မှုမျိုးကမှမရရှိခဲ့တဲ့အပြင်ဖြစ်စီခဲ့ရတဲ့အဆောက်အဦတွေကိုယာယီအဆင်ပြေစေဖို့ကိုယ်တိုင်ပြင်ဆင်နေရတာတွေရှိနေတယ်လို့လည်းသိရပါဗျ။